ခရစ်ပတိုလောကအကြောင်းကြားရင်ဘသူကတော့ဘလောက်ညက်သွားပြီဆိုတာတွေပဲကြားနေရတော့ကိုယ်လည်းစမ်းကြည့်ချင်းစိတ်ပေါလာကြမှာပါဒါပေမဲ့လက်ထဲမှာပတ်စံအများကြီးမရှိဘူးမြန်မာငွေတပေါင်းတော့ပဲတီးတန့်ဖယ်ထားနိုင်နေဆိုရင်ဒလပမာဏနည်းနည်းလေးနဲ့ trading ဆောက်လုပ်ဖို့အဆင်ပြေပါမလားတခါရေရှုံးသွားရင်ရောဘလို့လုံးမလဲဒါက beginner အသီးရှင်ချောင်းဆောင်ဘေးကုန်းတစ်ခုပါပဲဒါရိုက်အဖြေပေးရရင်တော့ ရပါတယ်။တထောင်ချက်နဲ့ crypto loan ဝဆောက်လို့ရပါတယ်။ဒါပေမဲ့အရေးကြီးတာကဘာကိုမျှော်လင့်ထားတဲ့ဆိုတာနဲ့ဘယ်လိုဆ ਾਇ ရမလဲဆိုတာပါပဲ။တထောင်နဲ့ဝင်ပြီးတော့နောက်နေ့မနက်သိန်းတရာဖြစ်သွားဖို့ကတော့မမျှော်လင့်သင့်ပါဘူး။ဒီဗီဒီယိုမှာတော့ပတ်စံနည်းနည်းလေးနဲ့ crypto ကိုဘယ်လို end the king king စတင်မလဲဆိုတာကိုရှင်းပြပေးပါမယ်။ အရင်ဆုံး crypto ဝယ်ရောင်းလို့ဖို့ Binance လို့ exchange တစ်ခုမှာအကောင့်ဖွင့်ပြီးတော့ KYC လုပ်ထားရပါမယ်။ကိုယ်မှာ Binance account မရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ crypto market referral code ကိုသုံးပြီးတော့ဖွင့်နေဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရမယ့် trading fees ရဲ့20%ကိုတသက်သာ discount ရမယ့်အပြင် crypto market ကနေပြီးတော့ကုန် user တွေအတွက်တီးတက်လုပ်ပေးထားတဲ့ market analysis day trading signary up to date news တွေကိုတင်ပြထားတဲ့ VIP group asap နဲ့ exclusive giveaway reward တွေကိုလည်းရနိုင်ပါသေးတယ်။ဆိုတော့ Binance account ကို crypto market referral code ကိုသုံးပြီးတော့ဖွင့်ပြီးသွားပြီဆိုရင်တော့ကို့မှာရှိတဲ့တထောင်ချက်ကို B2B ကနေတဆင့်ဒေါ်လာနဲ့တန်ဖိုးတူတဲ့ USDT ကိုဝယ်ရပါမယ်။ Binance account ဖွင့်နေတဲ့ P2P ဝယ်နည်းရောင်းနည်းတွေကိုဒီဗီဒီယိုမှာ ပြောပြပေးထားပါတယ်။ Description ကလင့်ကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်။ Binance P2P မှာဆိုရင်တထောင်ချက်ဖို့လားပမာဏနည်းနည်းလေးတွေကအစလက်ခံရောင်းဝယ်ပေးတဲ့ merchant တွေကို alert တကူရှာလို့ရပါတယ်။ကိုယ်ဝယ်မဲ့ပမာဏကိုရှိုက်ချပြီးတော့ filter လုပ်လိုက်လို့ပါပဲ။ဒါကြောင့်ငွေနည်းနည်းလေးနဲ့စဖို့ကအရင်ကထက်အများကြီးပိုအဆင်ပြေလာပါတယ်။ P2P ကလည်းကိုယ်ဝယ်ထားတဲ့ USDT တွေကိုယ့်ရဲ့အကောင့်ထဲကိုရောက်လာပြီဆိုပါစို့ဒီပတ်စံနဲ့ဘာလို့သိလဲ။ ပထမချက်ကဒီတောင်းကိုအမြတ်ရဖို့ချက်လေးစာဖို့အတွက်ဘုံနဲ့ပတ်စံလို့သတ်မှတ်လိုက်ပါဒီပတ်စံလေးနဲ့ application ကိုဘယ်လိုသုံးရမလဲ spot trading မှာ order ဘယ်လိုကြင်ရမလဲ limit order နဲ့ market order ပါကလည်းကိုယ်ဝယ်လိုက်တဲ့ coin စီတက်ရင်ဘယ်လိုကံရောင်းရမလဲနဲ့ finance မှာဆိုရင် coin ပမာဏနည်းနည်းလေးတွေကို trading fees လုံးဝပေးစရာမလိုပဲနဲ့ရောင်းဝယ်လို့ရတဲ့ finance convert ကိုဘယ်လိုမျိုးသုံးရမလဲစသဖြင့်ကို့အတွက်အသုံးဝင်တာတွေကိုလက်တွေ့စမ်းကြည့်ပါ။ရှုံးသွားရင်တော့မှဒါကအတွေ့အကြုံသင်ခန်းစာရလိုက်တာမို့လို့အမြတ်ပဲလို့ပြောလို့ရပါတယ်။ beginner ရဲ့အခြေစုံအမားကပတ်စံနည်းနည်းလေးနဲ့အမျက်မြများရစင်လို့ futures trading မှာ leverage အကြီးကြီးတွေသုံးပြီးတော့ဝင်တိုးတာပါပဲ။တထောင်ချက်နဲ့ leverage 100x ကိုသုံးလိုက်ရင်ပမာဏကများသားသလိုဖြစ်တယ်ဆိုပေမဲ့ဈေးကွက်ကကိုထင်တာနဲ့စန့်ကျင်ဘက်1%လောက်ပဲဖြစ်ဖြစ်နည်းနည်းလေးပဲသုတ်လိုက်တာနဲ့ကိုယ့်ရဲ့ပတ်စံအကောင်လုံး liquidation ဖြစ်ပြီးတော့ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် spot trading ကိုပဲအရင်ဆုံးကြွန့်ချင်အောင်လုပ်ပါ liquidation ဆိုတာကကိုကပတ်စံချေးပြီးတော့ trade လုပ်ထားတဲ့ position တစ်ခုကရှုံးလို့ကိုစိုက်ထားတဲ့အရှင်းအကုန်လုံးစိုက်ရော်လိုက်ရပြီးတော့အကုန်လုံးဆုံးရှုံးသွားတာကိုပြောရဖြစ်ပါတယ် ခဏခဏဝယ်အောင်လုပ်ပြီးတော့ trading လုပ်တာထက်စာရင် Bitcoin, Ethereum တို့လိုမျိုးကိုကြုံစီတဲ့ project အခြေစည်းတွေကို900ဘို1000ဘိုစုစုဝယ်သွားတာကပိုပြီးတော့အတိတ်ပဲရှိပါတယ်။ဒီလိုပမာဏနည်းနည်းစီပုံမှန်စုဝယ်သွားတာကို dollar cost averaging DCA လို့ခေါ်ပါတယ်။900ဘို1000ဘိုစီပဲဝယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတာရဲ့အမြတ်ကိုတော့မမျော်လင့်ထားသင့်ပါဘူး။ဒါပေမဲ့ DCA ရဲ့သဘောတရားကိုလက်တွေ့နားလည်သဘောပေါက်သွားမှာပါ။ ။တက်တောင်းချက်နဲ့ trading လုပ်ရင်အမြက်ကယာကနန်းထောင်ကနန်းအစွန်းထွက်လာပဲဖြစ်မှာပါ။ဥပမာကိုယ်ဝယ်လိုက်တဲ့ကွန်ရဲ့10%တတ်သွားတဲ့ဆိုရင်တော့မှကိုယ့်ရဲ့တက်တောင်းကတောင်းတစ်ထောင်ပဲဖြစ်လာမှာပါ။ဒီကြားထဲမှာအယောင်းဝယ်စုပ်တိုင်းပေးရတဲ့ trading fees ကလည်းနည်းနည်းရှိပါသေးရဲ့။အဲ့ဒါကြောင့်မို့လို့ Binance account ဖွင့်ကြတဲ့အခါ crypto မဲ့ရဲ့ referral code နဲ့ဖွင့်မယ်ဆိုရင်ဒီလိုမျိုးပေးရတဲ့ trading fees တွေရဲ့20%ကိုတစ်သက်လုံး discount ရနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရည်ရှိမှအများကြီးကိုအကျိုးရှိပါတယ်။ ဒါကြောင့်ပတ်စံနည်းနည်းလေးနဲ့စတာကချမ်းသာဖို့အတွက်မဟုတ်ဘဲနဲ့တက်မြောက်ဖို့အတွက်ပဲလို့သတ်မှတ်ရပါမယ်။အထုပ်ပြောရရင်တော့ crypto ကိုတထောင်ကျန်းနဲ့စတာက လုံးဝဖြစ်နိုင်ပြီးတော့အရန်လေးကောင်းတဲ့အချက်တစ်ခုပါ။ဒါကလောင်ကစားလုပ်ဖို့မဟုတ်ဘဲနဲ့ကိုယ့်ဘာသာကိုလေ့လာဖို့စနစ်ကိုနားလည်ဖို့ပါဒီပတ်စံလေးနဲ့အရင်ဆက် အမားခံကြည့်အတွေ့အကြုံရှုပြီးတော့မှကိုတကယ်နားလေလာတဲ့အချိန်ပတ်စံပိုးစုမိတဲ့အချိန်တည်းမှာပဲဝေပမာဏတိုးမြင့်ပြီးတော့စနစ်တကျရင်းနှီးမြုပ်နှံတာကရေရှည်အတွက်အကောင်းဆုံးကင်ဆယ်မှုပါပဲ crypto လောကမှာကိုပတ်စံနေတာများတာထက်အရေးကြီးတာက knowledge ရှိဖို့နဲ့လောဘကိုထိန်းနိုင်ဖို့ပါပဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto မိတ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ရပါဖို့